Hello အားလုံးပဲမင်္ဂလာပါဘူဝမန်ချန်ကနေကြိုဆိုပါရစေ။ဆိုတော့ပရီးမီးယားလိပွဲစဉ်35အဖြစ်ဒီတစ်ပတ်မှာရှင်ပြိုင်ကစားကြမယ်။အဲ့ဒီထဲမှာမှဒီနေ့ညမှာနေမယ်မန်ချက်စတာစီးတီးနဲ့ဝူဘန်ဟန်တန်တို့ကကျွန်တော်တို့ညတနားကြီးဝဲမှာရှင်ပြိုင်ကစားမယ်။ဆိုတော့အဲ့ဒီမန်ချက်စတာစီးတီးပွဲအကြောင်းကျွန်တော်ပြောသွားမယ်။ပြီးရင်အက်စတွန်ဗီလာတို့အာဆင်နယ်တို့နဲ့ပတ်သက်တဲ့ပွဲလေးတွေလည်းကျွန်တော်ရှိတယ်ဆိုတော့ဒီပွဲတွေကစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်တို့ဒါပြောကြည့်ရအောင်ပါနော်။ပထမဆုံးအနေနဲ့ကတော့မန်ချက်စတာစီးတီးကဒီညမှာဝူဘန်ဟန်တန်နဲ့ကျွန်တော်တို့ကစားမယ်။ပြီးခဲ့တဲ့ပွဲစဉ်34မှာဆိုလို့ရှိရင် ကျွန်တော်တို့ဒီဝူဘန်ဟန်ကလက်စတာကိုအိမ်ဝက်မှာ3ဂိုးကိုမရှိဆိုတဲ့ရလနဲ့နိုင်တယ်။မန်ချက်စတာစီးတီးကအက်စတိုမီလာကို2ဂိုးကိုမရှိ2ဂိုးတကူဆိုတဲ့ရလနဲ့ကျွန်တော်နိုင်တယ်။ဆိုစီးတီးကဒီအာဒီမှာပေါ့နော်ကျွန်တော်တို့အမြဲတမ်းပြောနေသလိုပဲချန်ပီယံစ်လိဝင်ခွင့်ဒီသူတို့အတွက်အရေးကြီးဆုံးမှာ FA ဖလားမှာလည်းသူတို့ဒီဘယ်လိုပြောမလဲဒါအဝါကိုရောက်သွားကြပြီ။ FA ဖလားမှာဆိုလို့ရှိရင်သူတို့ final ကိုရောက်သွားပြီ။နော်လက်ရှိချန်ပီယံစ်လိမှာဆိုလို့ရှိရင်လည်းသူတို့ဟာအဆင့်၄နေရာမှာကျွန်တော်ရှိနေတယ်ဆိုတော့ Champions League ဝင်ခွင့်ရဖို့အတွက်ကတော်တော်ကိုအခြေအနေကောင်းနေတယ် နော်လက်ရှိဒါအဆင့်2ကအာဆင်နယ်နဲ့သူတို့ဂျားထဲမှာဆိုလို့ရှိရင်6မှတ်ပဲကျွန်တော်တို့ကွာတယ်အဲအဆင့်5ကချယ်ဆီနဲ့တို့ဂျားထဲမှာဆိုလို့ရှိရင်တော့တက်မှတ်ပဲကွာတယ်လို့အဆင့်9ကနော်ဒီယန်ဖောရက်စ်နဲ့လည်းတက်မှတ်ပဲကွာတယ်အဆင့်ဒီ sorry ပါအဆင့်6ကနော်ဒီယန်ဖောရက်စ်နဲ့လည်းတက်မှတ်ပဲကွာတယ်အဆင့်9ကအက်စတူမီလာနဲ့တို့ဂျားထဲမှာဆိုလို့ရှိရင်၄မှတ်ပဲကွာတယ်ဆိုတော့မန်ချက်စတာစီးတီးတို့ကအဆင့်9ထိပြန်ကြမသွားအောင်ကြိုးပမ်းရမယ်ပေါ့နော်ဒီပြဖြစ်သူကွာဒီယိုလာကတော့ အကယ်လို့ FA Player ရခဲ့မယ်ဆိုလို့ရှိရင်တော့မှပေါ့နော် Champions League ဝင်ခွင့်လည်းရရဲဆိုရင်တော့မှဒီရာဒီသူတို့ရဲ့စူးွားတဲ့ရာဒီတခုဖြစ်တယ်ဆိုတာကိုခြေဖြတ်လို့ရမှာမဟုတ်ဘူးပေါ့ဗျာဒါမှမဟုတ်လို့ Champions League ဝင်ခွင့်ဟာအရေးကြီးတယ်ဆိုတဲ့ပုံစံမျိုးကြီးပြောထားတယ်အဲဒါဒီရာဒီကတော်တော်ကိုအခွင့်အရေးကောင်းမှာဘာလို့လဲဆိုတော့ Premier League အသင်းကြီးကျွန်တော်တို့ကအများကြီး Champions League ကိုဝင်ခွင့်ရမယ့်အခွင့်အရေးရှိနေတယ်ထူးသဖြင့်ပုံမှန်၄သင်းပဲရတဲ့အချိန်မျိုးမှာ ကျွန်တော်တို့ဒီ Premier League ကအသင်းကြီးကဥရောပပြိုင်ပွဲတွေမှာနောက်တစ်ဆင့်နောက်တစ်ဆင့်ညောက်ကြတဲ့အခါကျတော့အမှတ်တွေပူရပြီးတော့ Champions League ဝင်ခွင့်က9နေရာစာတိကျွန်တော် ဖြစ်သွားတာဒါပဲအဆင့်6ကအတင်းကပါ Europa League ဝင်ခွင့်ဤဘာတွေရမှာဆိုတော့ဒါတော်တော်ကိုကောင်းတဲ့အခြေအနေပဲပေါ့နော်ဒါကြောင့်လက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Manchester City က Chelsea နဲ့အမှတ်မကွာတဲ့အနေထား Forest တို့ Aston Villa တို့နဲ့အမှတ်အများကြီးမကွာတဲ့အခြေအနေမျိုးမှာပုံပြီးတော့အမှတ်တွေရော့မသွားအောင်သူတို့ကစားရမှာဒီညမှာ Wolverhampton ကတော့ Manchester City တို့ရဲ့ပြည်တနာဖြစ်လိမ့်မယ်လို့တော့ကျွန်တော်မယူဆဘူး Wolverhampton ကလက်ရှိ DRD အဆင့်73မှာရှိနေပါတယ် နောက်ပိုင်းမှာတော်တော်လေးပြန်ပြီးတော့ကစားပုံတွေပြန်ကောင်းလာပြီးရလက်တွေကလည်းတော်တော်လေးဟုတ်လာတယ်။34ပွဲကစားထားတဲ့နေရာမှာသူတို့72ပွဲပဲနိုင်ထားပါသေးတယ်။9ပွဲတည်ကြပြီးတော့သူတို့18ပွဲတိရှုံထားတယ်။တိုက်စစ်က52ခုရပြီးတော့ ်ခံစစ်ကကျွန်တော်အနေနဲ့62ခုကြီးပြန်ပေးထားရတယ်ဆိုဒီခံစစ်ကတော့လက်ရှိ Manchester City ရဲ့တိုက်စစ်ကိုတားနိုင်ဖို့အတွက်ဘလူးမန့်ကိုအချိန်ကြီးကောင်းတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော် City အတွက်ဂျန်နဲ့ပြိုင်ပွဲတွေလည်းဘာမှစိတ်ပူစရာမရှိတော့တဲ့အချိန်ကြီးမျိုးမှာ Champions League ဝင်ခွင့်တည်းအရေးကြီးဆုံးဖြစ်တယ်ဆိုတော့ဒီပွဲမှာလည်းအမှားရွေးမရှိဘဲနဲ့နိုင်ပွဲကြီးပြန်ရယူနိုင်ဖို့အတွက်အချိန်ကြီးကောင်းပိုင်ဆိုင်ထားတယ်လို့ကျွန်တော်ယူဆပါတယ် City ရဲ့ဘက်ကပဲဒါနိုင်သွားလိမ့်မယ်ပေါ့နော်နောက်တစ်ပွဲကတော့ကျွန်တော်အနေနဲ့ဒါ Aston Villa နဲ့ Fulham တို့ရဲ့ပွဲပါဒါကတော့မနေ့ပြန်မှာကျွန်တော်ရှင်းမင်းကစားမယ်ပေါ့နော် အက်စတွန်ဗီလာကပြီးခဲ့တဲ့တစ်ပတ်မှာဆိုလို့ရှင်တော့သူတို့မန်ချက်စတာစီးတီးကိုရှုံးနိမ့်ထားပါတယ်။နော်ဖူလန်ရဲ့ဘက်ကတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့တစ်ပတ်မှာဆိုလို့ရှင်သူတို့ဆောက်တန်တန်ကိုဝေးဝေးမှာ1 2ဆိုတဲ့ရလနဲ့နိုင်ထားတယ်။နီးပြအူနိုင်းအမ်ရီရဲ့အသင်းအနေနဲ့ DRD Champions League ဝင်ခွင့်ဟာမျှော်လင့်ချက်မမဲ့သေးပါဘူး။နော်သူတို့အနေနဲ့ DRD မှာ Champions League ဝင်ခွင့်ဒီအရေးကြီးတယ်။နောက်ပြီးခဲ့တဲ့နှစ်ကလည်း Champions League ဝင်ခွင့်ဒီဘာတွေရခဲ့တော့ကလပ်အသင်းကဝင်ငွေလေးဘာတွေမဆိုးဘူးမဆိုးတဲ့အပြင်ကိုပဲကစားမကောင်းလေးတွေသူတို့ထပ်ပြီးတော့ခေါ်ထားတယ်ဆိုတော့ ်ဒီရာသီမှာ Champions League ဝင်ခွင့်သာရမယ်ဆိုရင် Aston Villa ဟာအပြောင်းအရွှေ့ရာသီတွေမှာပိုကောင်းတဲ့ကစားသမားတွေကိုဆွဲဆောင်နိုင်စွမ်းရှိမယ်အသင်းကိုရောက်အောင်သူတို့ဖြောင်းဖြားနိုင်စွမ်းရှိမယ်ဒါကြောင့် Emery ရဲ့အသင်းအနေနဲ့ပေါ့နော်ဒီလက်ရှိမှာလည်းကောင်းနေတယ်ဆိုတော့သူတို့ဒီထက်ပိုကောင်းအောင်သူတို့ချရတော့မှာအာဖူလန်ကတော့ဒါတော်တော်ကိုခက်ခက်ခဲခဲကန်တဲ့အသင်းတွေကတသိန်းလို့ကျွန်တော်ပြောရမယ် ဘာလို့လဲဆိုတော့ full hand လက်ရှိမှာဆိုလို့ရှင် Aston Villa နဲ့ကအမှတ်မကွာသည်ဘယ်လိုပြောမလို့နေရာသိမ့်မကွာဘူးဗျာအဆင့်ခွန်မှာ Aston Villa ကနော်အဆင့်ရှင်းမှာက full hand သူတို့နှစ်တင်းကြားထဲမှာ6မှတ်ပဲကျွန်တော်တို့ကွာတယ်ဆိုတော့ဘာနော်ဒါ full hand အတွက်လည်းဟိုအများကြီးတော့မျှော်လင့်ချက်မရှိတော့ပါဘူးဥရောပဝင်ခွင့်တွေဘာတွေကဒါပေမဲ့ Aston Villa အတွက်ကကျတော့မျှော်လင့်ချက်ကကျွန်တော်ရှိတယ်အဆင့်6က Nottingham Forest နဲ့သူတို့ကြားထဲမှာ3မှတ်ပဲကွာတယ် နော်သုံးမှတ်ပဲကျွန်တော်တို့ကြွားတယ်ဒါအဆင့်၄ကအဆင့်အဆင့်၅ကနျူကာဆင်နဲ့သူတို့ဂျားထဲမှာတောင်းမှဟုတ်ကဲ့၅မှတ်၆မှတ်လောက်ပဲကျွန်တော်တို့ကြွားတာဆိုတော့ Aston Villa အတွက် Champions League ဝင်ခွင့်ကြီးအများကြီးမျှော်လင့်ချက်ရှိတယ်ဒီနေ့ပွဲမှာလည်းနိုင်အောင်ကစားမှကျွန်တော်တို့ရမယ်ကံမကောင်းစွာနဲ့ပဲသူတို့အတင်းမှာတော့ကျွန်တော်တို့ဒီယာတီကုံထိအငှားလာကစားတဲ့ Marcus Rashford က hamstring injury ကြောင့်ဒါအနာယူသွားရပြီပေါ့နော်ဟိုယာတီကုံထိအနာသွားပြီဆိုတော့ဒါ Asensio တို့ Morgan Rogers တို့เนาะ Jacob Ramsey တို့ Oli Watkins တို့အနေနဲ့ နော်ဘလောက်စီပူကောင်းအောင်လုပ်ပြနိုင်မလဲကျွန်တော်ကြည့်ရတော့မှာပဲဒါအပြင်ကျွန်တော်ဒီ SNCU ကလည်းလောက်ကြီးမှာခြေသွန်းကပြနေတဲ့နေရာမှာပါတယ်ပေါ့နော်အငှားနဲ့ရောက်လာပြီးတော့ရော Aston Villa အတွက်ကတော့ဒါဟာသူတို့အတွက်အခွင့်အရေးကောင်းပါနော်သူတို့အခွင့်အရေးကောင်းပါဒီပွဲမှာကျွန်တော်ကတော့ရက်လက်အရာအရင်ကြီးပြတ်သားတဲ့ရက်လက်တွေတော့တွေးရလိမ့်မယ်လို့တော့မထင်ဘူးဒါပေမဲ့သုံးမှတ်တော့ Aston Villa ရအောင်ယူသွားနိုင်လိမ့်မယ်လို့တော့ထင်တယ်ဖူလန်နဲ့တွေးလို့ရှိရင်တော့ဘယ်အသင်းမဆိုဂိုးပြတ်နိုင်မှုကအင်မတန်ခဲရင်ပါတယ်ကျွန်တော်ကဒီနေ့ပွဲတင်မှာဆိုလို့ရှိရင်1-0နဲ့ဖြစ်ရင်ဖြစ်ဖြစ်2-0လောက်နဲ့ပဲဖြစ်ဖြစ်ဒါ အက်စတန်ဗီလာရဲ့ဘက်ကနိုင်ပွဲရှာသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်နောက်ထပ်တစ်ပွဲကတော့ကျွန်တော်ဒီဒါအာဆင်နယ်နဲ့ဘုံမောက်တို့ရဲ့ပွဲပေါ့လေဒီပွဲကတော့အာဆင်နယ်အတွက်ကျွန်တော်ဒီအများကြီးသိပြီးတော့အာမဆိုင်တဲ့ပွဲမျိုးပါဒါအမေရိကန်လည်းဖြစ်တယ်ဆိုတော့ပြည်သက်တီအများကြီးလည်းလာကြည့်မဲ့အခြေအနေမျိုးမှာသူတို့ဘယ်လိုပြင်ဆင်လာမလဲတော့မသိဘူးပေါ့လေဒါပေမဲ့လို့သူတို့အတွက် Champions League ဒီသာအဓိကဖြစ်နေတဲ့အချိန်မှာပြီးခဲ့တဲ့ပွဲစဉ်34မှာဆိုလို့ရှိရင်လည်းအာဆင်နယ်က Crystal Palace ကို2-0စီ2-0စီတည်ကြခဲ့တဲ့တစ်ဖက်ကိုအဲ့ဒီတော့ငါလည်းပဲ Aston Villa ကိုတည်ကြတာနဲ့ဒါလေဘာဘုကဖလားတွေပါတယ်လည်းရတယ်ပေါ့ဗျာဆိုတော့အသိပြီးတော့သူတို့ရဲ့ပြဿနာမရှိတော့ဘူးနော်ပရီးမီးယားလိကလည်းသူတို့မရနိုင်တော့မရတော့ဘူးပေါ့ဗျာဆိုတော့အောက်ကနျူကာဆယ်နဲ့သူတို့ကြားထဲမှာလည်းအတိုင်း၅မှတ်လောက်ထိသူတို့ကွာတယ်ဆိုတော့ချန်ပီယံစ်လိကလည်းကျွန်တော်ကတော့အဲ့လောက်ကြီးကြီးစိတ်ပူစရာကောင်းတဲ့နေရာမှာပါတယ်လို့တော့ကျွန်တော်မထင်ဘူး နော်အခုဆိုလို့ရင်နောက်ထပ်၄ပွဲလောက်ပဲကျွန်တော်တို့ကျန်တော့တာကစားဘူးကဒါကြောင့်အာဆင်နယ်နေနဲ့လက်ကျန်၄ပွဲမှာပွဲတန်းတိုင်းတိုင်းရှုံးမှုမရှိဘူးဗျာနော်ဒါအပြင်ကျန်တဲ့အသင်းတွေကလည်းပွဲတန်းကနိုင်ဦးမှာယာတီကုံငယ်နီးလေချန်ပီယံလိဝင်ခွင့်နဲ့တိုက်ပွဲဝင်ကြတဲ့အသင်းတွေကပို့ပြီးတော့ဒါအားကောင်းလာလေပေါ့တခုကတော့ဗျာအာဆင်နယ်ဟာဒီထက်ပို့ပြီးတော့အာယုံဆိုင်ဆရာရှိတဲ့ဒီချန်ပီယံလိရှိနေတယ်ကျွန်တော်ကတော့ဗောနော်အကယ်လို့ဘုံမောင်းတဲ့ပွဲစဉ်ကသူတို့တွေကလီလူသားတွေပါလေလဲပြီးတော့ဒါအမှန်ကန်အနားတွေပါလေပေးရင်လည်းကစားမယ်ဆိုရင်ပို့ပြီးတော့တင့်တော်လိမ့်မယ်လို့ထင်တယ် Champions League မှာနောက်တဆင့်တက်ရင် final ကိုရောက်ပြီဆိုတော့ final ကိုရောက်ပြီဗျပြီးလို့ရှိရင်ဒီပဲဒီပါလေပဲဒီပြင်းတက်ကွင်းကိုတွားကစားရမယ်ဘောနော် PSG ကွင်းကိုတွားကစားရမယ်ဆိုတာမျိုးကလည်း1-0ပဲဗျဟိုတို့အိမ်ကွင်းမှာတော့မနိုင်တာ PSG ကွင်းမှာဘယ်လိုနိုင်မလဲပေါ့သိတယ်မလားမှန်ပါတယ်ဒါပေမဲ့လည်းလို့ဘောနော်ဘာမစိုးဖြစ်သွားနိုင်စွမ်းရှိတယ်ဗျပါလေရက်လက်က1-0မို့လို့နော်တိတ်ပြီးတော့ဒါရက်လက်တွေကအရင်ကြီးကြေကြေပြက်ပြက်ကြီးဖြစ်နေတာမျိုးမဟုတ်ဘူးဆိုတော့ဘုံမောင်းတဲ့ပွဲတွေ ဘာမှတိတ်ပြီးတော့ rich you ကဒါတန်တဲ့နေရာမှာပါမယ်လို့ကျွန်တော်မထင်ဘူးအကယ်လို့နောက်ပွဲမှာသဘာဝပြ PSG ကိုမနိုင်လို့သူတို့ပြုတ်တယ်ပဲထားအောင်တော့လက်ရှိ Champions League ဝင်ခွင့်တက်ကသူတို့ဟာအချိန်မီပြီးအိုင်ဝန်ပြန်ဆိုက်လိုက်လို့ရတယ်။အဲကြောင့်ဘုံမောင်းတဲ့ပွဲချင်းကအာတီတာနေနဲ့ပါနေတဲ့အနာပေးမှုတွေလုံးမရမယ်။ကွင်းလင်မှာ Declan Rice တို့ဘာလို့ကိုအနာပေးထားမှရမယ်။ Thomas Partey က Champions League မပါခဲ့ရဘူး။ Partey ဟာ Champions League ဒုတိယကြော့အတွက်အရေးကြီးတယ်။ဒါပေမဲ့လို့ဒီမကြားထဲမှာမကန်ခဲ့ရဘူးဆိုတော့ လက်ရှိဘုံပေါင်းတဲ့ပွဲစဉ်မှာပထမပိုင်းထည့်တာမျိုးတွေပါတယ်ကြိုးပမ်းတင်တယ်ဒါရစ်တန်တွေပါတယ်ပြင်မိအောင်လို့နော်တိုက်စင်မှာဆိုလို့ကျွန်တော်အပြောင်းလဲအများကြီးမရှိဘူးဆိုပေမဲ့လို့ Ethan Winery လို့လို့ကစားမားတွေနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ Raheem Sterling တို့ကစားမားတွေကိုနေရာပေးရမယ့်အချိန်မျိုးပဲနော်နောက်တန်းမှာဆိုလို့ချင်းလည်းပဲအရေးကြီးတဲ့ Julian Timber တို့ကိုအနာပေးထားမယ့်အချိန်မှာ Van White တို့ကိုတုံးတုံးရမယ့်အချိန်ရောက်လာပြီဒါကြောင့်ကျွန်တော်ဒီဘုံပေါင်းတဲ့ပွဲကကျွန်တော်ကတော့ Arsenal အိမ်ခွင့်မှာရက်လက်ကောင်းလိမ့်မယ်လို့ကျွန်တော်မမျှော်လင့်ဘူး မမျောလိမ့်ဘူးကျွန်တော်အကယ်လို့ဘာလို့သူတို့ရလာကောင်းမလာဘူးဆိုလို့ရှင်လည်းပဲအချိန်ဒီအချိန်ခါရကျွန်တော်ကောင်းကောင်းတွေးလိုက်လို့ရတဲ့နေရာမှာပါတယ်။ Okay သူတို့တွေ Champions League ကပိုအရေးကြီးတယ်။ဒီလိုဒီလိုအပြောင်းလဲတွေကလုတ်ကိုလုတ်လာမှဖြစ်မယ်။ဒေဂျာပေါ့အပြောင်းလဲတွေလုတ်လာပြီဆိုလို့ရှင်ကျွန်တော်အနေနဲ့ဒါ Arsenal အနေနဲ့အရင်ကြီးအချိန်ကြီးကောင်းလိမ့်မယ်လို့တော့မထင်ဘူးဘောနော်။ဘုံမောက်ကတကယ် Andy များတဲ့အသင်းတွေမှာလည်းပါတယ်။ Pressing နဲ့သူတို့တော့ကောင်းတဲ့နေရာမှာလည်းပါတယ်။ဆိုတော့ Arsenal Queen ဆိုပြီးမဲ့လို့ကျွန်တော်ဒီနေ့ပွဲမှာလည်းရလာကောင်းမှုတိတ်မမျောလိမ့်ဘူး။နော်ဆိုတော့ ယတနာမရှိဘူးအာဒီတာတို့ချန်ပီယံစ်လိဂ်ကရလတ်ကောင်းနေဆိုလို့ရှင်ဒီဟာတွေအားလုံးကပြည်လေသွားမှာဖိုင်နယ်ကိုတက်နိုင်နေဆိုလို့ရှင်အဲ့ဒီတို့သူတို့တွေအအောင်ဆိုင်ဖို့လိုတဲ့ပွဲမှာဘုံမောင်းတဲ့ပွဲကတော့အာဆင်နယ်တွေသိမျောလင်းချက်ရှိတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ညီကတို့အနေနဲ့ရောဘလို့မြင်ကြလဲဒီချန်ပီယံဖြစ်ဖို့ကလည်းသိမျောလင်းချက်အများကြီးချန်ပီယံကလည်းလေဘာဦးတင်ဖြစ်သွားပြီဆိုတော့အာဆင်နယ်တို့ကခေါင်းထဲမှာရှိတော့တယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ညီကတို့အနေနဲ့ရောဘလို့ရလက်တွေထွက်ပေါ်လာကြမယ်ထင်ပါတယ်ဆုနေကြပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်